လင်းဘေးမှာတွားရောက်ပြီးတော့လှူဒန်းခဲ့တာနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ဦးဇင်းတို့လှူဒန်းခဲ့တာကတော့အေရာဝတိုင်းဒေသကြီးပသိမ်ခရိုင်ငပူရောမြို့နယ်မြို့နယ်အတွင်းမှာရှိကြတဲ့ဆရာကြီးဝါအသီးသီးကျောင်းနိုင်အသီးသီးရဆရာတော်တန်ခါတော်တွေလူလန်းထားတဲ့လူငွေတွေကြီးရသည်သည်ကျောင်းတိုင်းသည်သည်မှာရှိတဲ့ဆရာတော်များရဲ့ဥဆောင်မှုနဲ့တခါတည်းမှာပေါ့သူတော်ကောင်းတွေအားလုံးစုပေါင်းပြီးတော့လူလန်းထားတဲ့လူငွေတွေကို ဦးဇင်းတော်ကကိုစားပေါ့နော်ဒါတွားရောက်လှူဒန်းပေးတာပဲဖြစ်ပါတယ်အဲအဲ့လိုလှူဒန်းပေးနိုင်အောင်လည်းပဲဦးဇင်းတို့အရာဥတိုင်းဒေသကြီးပသိမ်ခရိုင်ငပူတော်မြို့နယ်အသွင်းမှာရှိတဲ့ဦးဇင်းတို့ငပူတော်မြို့နယ်အသွင်းမှာဆိုရင်ဒါမြို့နယ်မြို့နှစ်မြို့ရှိတာပေါ့ဟိုင်းကျုံမြို့မယုတ်ကောင်းမြို့ဆိုပြီးတော့ဦးဇင်းတို့ဟိုင်းကျုံမြို့ ငရုကောင်းမျိုးနောက်တစ်ခါငပူတော်မျိုးမျိုးမဆိုပြီးတော့ဒီလိုရှိတဲ့နေရာမှာဦးဇင်းတို့မျိုးနဲ့အတွင်းမှာရှိကြတဲ့ကြည်ရွာတီတီចောင်းတိုက်အသီးသီးကဆရာတော်တန်ဃာတော်တွေတချောင်းတချောင်းကိုအ ਨੇ ဆုံးသသိန်းထက်မနည်းတဲ့လူငွေတွေထက်ဝင်လူရန်ပေးဖို့ဆိုပြီးတော့ဦးဇင်းတို့ငပူတော်မျိုးနဲ့တန်ဃာနိုင်ရကဥက္ကရာဆရာတော်ဖြစ်တဲ့ဦးဇင်းမြတ်မော်ရင်ဆရာတော်ကနေပြီးတော့ဦးဇင်းတို့စာထုတ်ပြီးတော့အလှူခံခဲ့ပါတယ် ီလိုလူခံနိုင်အောင်လည်းပဲဦးဇင်းတို့မြင့်တော်တန်ခမ်းနိုင်ကဆရာတော်တွေနဲ့စီဝေးတိုင်ပင်တဲ့အခါကျတော့ဒီဆရာတော်တွေကလည်းပဲဒီလိုစာထုတ်ပြီးတော့လှူခံမှုဦးဇင်းတို့တဘောသူညီတဲ့အတွက်ကြောင့်ဦးဇင်းတို့ဒီလိုစာထုတ်ပြီးတော့လှူခံလိုက်တာဖြစ်ပါတယ်ဒီလိုလှူခံလိုက်တာနဲ့တပြိုင်နက်တည်းဦးဇင်းတို့ရဲ့မြွန်းတန်တွင်းမှာရှိကြတဲ့ကြေးရွာတီတီကျောင်းတီတီမှာရှိကြတဲ့ဆရာတော်တန်ဃာတော်တွေကလည်းပဲစေတနာတရားတရားထက်သန်စွာနဲ့ထဲ့ဝင်လှူဒန်းပေးကြသလို ဦးဇင်းတို့တချို့တချို့သောခြေရွာများတက္ကသိုလ်မပေါင်းသူတော်ကောင်းတွေကလည်းပဲမိမိတို့ခြေရွာဆရာတော်တွေနဲ့ပေါင်းစပ်ပြီးတော့ထဲ့ဝင်လှူဒန်းပေးကြပါတယ်တက္ကသိုလ်ဦးဇင်းတို့ဆရာတော်တန်ဃာတော်တွေတက္ကသိုလ်မတွေအားလုံးထဲ့ဝင်လှူဒန်းပေးနိုင်အောင်လည်းပဲဦးဇင်းတို့ကဟိုအချိန်နေလည်းပေးခဲ့တာပေါ့နော်အချိန်နေပေးခဲ့တာပေါ့ဆိုတော့ဒီဇန်နွင်းကာလမှာမိမိတို့ရဲ့ခြေရွာမှာရှိတဲ့တက္ကသိုလ်မတွေနဲ့ ။ဦးဇင်းတို့ကြေးရွာအသီးသီးကျောင်းတိုက်အသီးသီးမှာရှိတဲ့ဆရာတော်တန်ခါတော်တွေနဲ့ဒါဦးဇင်းတို့ဝါဒညာတင်းညာတွင်ကာလဆိုတော့ဥပုပ်ကာလဖြစ်တော့လေ။ဒကာဒကမတွေဆရာတော်တန်ခါတော်တွေဦးဇင်းတို့ထိတွေ့ဝင်ရကြတယ်။ဒီလိုထိတွေ့ဝင်ရကြတဲ့အခါကျတော့လူငွေတွေလည်းပဲပိုရခဲ့တာပေါ့။ဦးဇင်းတို့ဒီမြတ်မော်ရင်တောင်မှာဆိုရင်လည်းပဲမြတ်မော်ရင်ဇေဒီတော်မြတ်ကြီးမှာလာရောက်ပြီးတော့ဥပုပ်ဒီလာဆောက်တည်ကြတဲ့ဥပုပ်သရင်တဲ့တွေပေါ့။ခဏတာခဏတမီးတွေရှိရနေပြီးတော့ဂောဘကအဖွဲ့ဝင်တွေကဂောဘကအဖွဲ့တွေကနေပြီးတော့ အများသူငါလှူဒန်းနိုင်အောင်ဆိုပြီးတော့ဦးဇင်းတို့လူခံရငလင်ဘေးဒဏ်ကြီးကျုံနေတယ်ဒီလိုကျုံတဲ့အခါမှာဦးဇင်းတို့စကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနေပြည်တော်အစရှိတဲ့ရှမ်းပြည်နယ်အစရှိတဲ့ဒီလိုဒေသတွေမှာပြင်းထန်တဲ့ငလင်ရဲ့တိုက်ခတ်ငလင်လှုပ်ခတ်မှုကြောင့်ပေါ့ဆရာတော်တန်ဃာတော်ကြီးတိလရှင်ဆရာကြီးဆရာလေးတွေလူပုဂ္ဂိုလ်တွေအများကြီးပဲဦးဇင်းတို့ပျက်စီးဆုံးရှုံးမှုတွေ ကျောင်းတိုက်ဒီအိုးအိမ်တိုက်တာတွေပျက်စီးဆုံးရှုံးမှုတွေလူသက်ခန္ဓာတွေပျက်စီးဆုံးရှုံးမှုတွေများစွာရှိကြတယ်အဲ့လိုရှိတဲ့နေရာမှာဦးဇင်းတို့တရွေအဲ့ဒီပုံကူတွေကိုဦးဇင်းတို့ကဲစေခြင်းတွေနော်တွားရောက်ပြီးတော့မကဲနိုင်တော့လဲပဲအဲ့ဒီပုံကူတွေပြန်လဲပြီးတော့ပြန်လဲထူထောင်ရေးလုပ်တဲ့နေရာမှာဦးဇင်းတို့တရောင်းတနေရာနေပြီးတော့ဦးဇင်းတို့အဆောက်အဦတွေဖြိုဖျက်တဲ့နေရာမှာပဲဖြစ်ဖြစ်မင်းတို့မိတို့ရဲ့အဆောက်အဦတွေကိုပြန်လဲပြီးတော့တိဆောက်တဲ့နေရာမှာပဲဖြစ်ဖြစ် ပြုပြင်တဲ့နေရာမှာဖြစ်ဖြစ်တရတာပါဝင်နိုင်အောင်ဆိုပြီးတော့ဒါဥစဉ်တို့မြို့နယ်ရဲ့ကိုစားပေါ့ဥစဉ်တို့ကသွားရောက်ပြီးတော့လှူဒန်းပေးတာဖြစ်ပါတယ်ဒီလိုလှူဒန်းပေးတဲ့နေရာမှာလည်းပဲဥစဉ်တို့အဘူရောမြို့နယ်တန်ခါနာယကဆရာတော်များရဲ့ဥဆောင်မှုနဲ့အလူခံတာဖြစ်တဲ့အတွက်ကြောင့်ဥစဉ်တို့မြို့နယ်တန်ခါနာယကဆရာတော်တွေကိုဥစဉ်တို့အစည်းအဝေးခေါ်ယူခဲ့ပါတယ်ပြီးတဲ့အခါကျတော့ဆရာတော်တွေတပါးချင်းလိုက်နိုင်အောင်လည်းပဲဥစဉ်တို့နှိုးဆော်ခဲ့ပါတယ် ဒီလိုနှိုးဆော်တဲ့အခါမှာလည်းပဲဆရာတော်ကြီးကလည်းပဲမအားလတ်တဲ့အချိန်ကာလအကြုံကြိုက်နေတာမဟုတ်လို့ဆရာတော်တော်များများမလိုက်နိုင်ပါဘူးအဲ့တော့ဒီခရီးစဉ်ကိုဥစဉ်နဲ့အတူတကွာတမာဒေဝကြီးရွာမှာရှိတဲ့ချမ်းမြေတရားအကြောင်းတိုက်ကဆရာတော်ဆရာတော်ဥပောဝိဒရဲ့ဥစဉ်တို့ခမောင်းမော်ကြီးရွာစိတ်ဓာတ်ဒုက္ခအကြောင်းတိုက်ဆရာတော်ဥစဉ်ရဲ့ညီတော်မောင်ရဲ့ဒါဥစဉ်တို့၃ပါးကြွရောက်ပြီးတော့ငလင်ဘေးတင့်အကြောင်းတိုက်တွေကမန္တလေးမြို့ စကိုင်းမျိုးများမှာရှိတဲ့အကြောင်းတိုက်အသီးသီးရဆရာတော်တန်ဃာတော်တွေသီလရှင်ကျောင်းတွေကိုဦးစင်းတို့တတ်နိုင်သလောက်တွားရောက်ပြီးတော့လှူဒန်းပေးခဲ့ပါတယ်အဲတော့အဲ့လိုတွားရောက်ပြီးတော့လှူဒန်းတဲ့အခါမှာလည်းပဲဦးစင်းတို့ပျက်စီးဆုံးရှုံးမှုတွေများတဲ့အခါကျတော့ပျက်စီးတဲ့ကျောင်းတိုက်တွေပျက်စီးတဲ့တန်ဃာတွေပျက်စီးတဲ့သီလရှင်တွေသီလရှင်ကျောင်းတွေဘုန်းတော်ကြီးကျောင်းတွေများပြားတဲ့အခါကျတော့ဦးစင်းတို့လှူမယ်ဆိုရင်ဦးစင်းတို့ပါတော့သွားတဲ့ဦးစင်းတို့မြို့နယ်တွေမှာအလူခံရရှိတဲ့အလူငွေက ဘလောက်ရလဲဆိုတော့အားလုံးပေါင်းဦးဇင်းတို့သိန်း460ရပါတယ်အဲရရှိတဲ့သိန်း460ကိုဦးဇင်းတို့တွေပြည့်စည်သွားတဲ့ကျောင်းတိုက်တွေသီလဖုံးတော်ကြီးကျောင်းတွေသီလရှင်ကျောင်းတွေအလွယ်မတန်မှအများပြတဲ့အခါကျတော့ဦးဇင်းတို့စိတ်ငှအောင်လဲဦးဇင်းတို့လှူဒါန်းနိုင်မှုဆိုတာမလွယ်ကူပါဘူးအဲ့တော့ဦးဇင်းတို့တွေမန္တလေးမြို့ရောက်တဲ့အခါမှာ ဦးဇင်းတို့သတင်းကြားတာပေါ့ဒီဆရာတော်ဒီဆက်တရှုတ်တရှုတ်ဆရာတော်တွေဆိုလို့ရှိရင်ကျောင်းအသစ်ပြန်လဲပြီးတော့ကျုပ်ပြင်ကိုတိဆောက်ဖို့နေနေတာတာတဲ့အခုပျက်စီးသွားတဲ့ဒီကျောင်းဆောင်တွေကိုရှင်းလင်းဖို့တော့မှပဲဦးဇင်းတို့ဖြိုဖျက်ဖို့တော့မှပဲအခက်အခဲတွေတွေ့နေကြတယ်ဒီလိုကြားပါအဲ့တော့ဒါအဲ့ဒီကြားတဲ့ကျောင်းတွေဆိုတာလည်းပဲဦးဇင်းတို့နဲ့ရင်းနှီးတဲ့ကျောင်းတွေမဟုတ်ပါဘူးဒါနဲ့ပဲဦးဇင်းတို့အဲ အတူပါသွားတဲ့ဆရာတော်တွေနဲ့အတူတကွာဥစဉ်တို့အိန္ဒြေအကြောင်းတိုက်အိန္ဒြေဇီတိတော်မြတ်ကြီးရဲ့အနီးမှာရှိတဲ့ဒက္ခိဏဝင်ကျောင်းတက်မင်္ဂလာအုပ်ကျောင်းအဲဥစဉ်တို့စောရံပြောခဲ့တယ်ဥစဉ်တို့အဆောက်အဦတွေပြန်လဲဖြိုဖျက်တဲ့နေရာမှာပဲအသုံးပြုပြုမိမိတို့ရဲ့ကျောင်းတက်ကြီးကိုပြန်လဲပြုပြင်တဲ့နေရာမှာပဲအသုံးပြုပြုဆိုပြီးတော့အလူတော်ငွေ30ကျပ်သွားရောက်ပြီးတော့လူဒန်းပေးခဲ့တယ် ာမြတ်မုနိဖရာကြီးအနီးနားမှာရှိတဲ့ဖရာကြီးတိုက်တွင်းမှာဥစဉ်တို့ဇကိုင်းကျောင်းတိုက်မှာလည်းပဲဒီတိုင်းပဲအဆောက်အဦပြိုကျနေတဲ့အဆောက်အဦဒီတိုင်းပဲအဲ့တော့အဲ့ဒီဒီအတိုင်းရှိနေတဲ့အဆောက်အဦကိုပြန်လဲဖြူဖြတ်ဖို့ဆိုပြီးတော့ဒီလိုပြန်လဲဖြူဖြတ်ဖို့ဆိုတာလည်းပဲဥစဉ်တို့သိန်း100သိန်း200သိန်း300သိန်း400စရှိသေးရပြီဒီလိုပေးရပါအဲ့လိုဘေးဘူတော်မှမလွယ်ကူတဲ့အခါကျတော့အဲ့ဒီဇကိုင်းကြောင်းမှလည်းပဲအဆောက်အဦတွေပြုတ်ပြနေတဲ့အဆောက်အဦတွေပြန်လဲပြုတ်ပြင်နိုင်အောင်အရင်ဆုံးဖြိုချနိုင်မှုအတွက် ဦးဇင်းတို့တွေအလူတော်ငွေသိန်း25သိန်းလူရန်ပေးခဲ့တယ်လို့နောက်တစ်ခါဖရာကြီးချောင်းတိုက်အတွင်းမှာပဲဦးဇင်းတို့ပင်းတရာချောင်းဆိုတာရှိပါတယ်ဆရာတော်ကြီးအသက်တော်84နှစ်တဲ့ဆရာတော်ကြီးဆိုတာလည်းပဲဦးဇင်းတို့ပြိုကျပျက်စီးသွားတဲ့သုံးထက်ချောင်းဆောင်ကြီးအတွက်ဒီချောင်းတိုက်ကြီးကိုပြန်လဲဖြိုဖျက်ဖို့အတွက်သိန်း400လောက်ပေးရမယ်ဆိုတော့ဆရာတော်ကြီးကစိတ်ညစ်နေတယ်ဒီလိုကြားသိရတဲ့အခါကျတော့အဲ့ဒီချောင်းတိုက်ကိုသွားခဲ့ပါတယ် သွားတဲ့ခါကျတော့ဆရာတော်ကြီးနဲ့လည်းပဲတိတိကျကျတွေ့ခဲ့ပါတယ်ဆရာတော်ကြီးကရှင်များတို့တဲ့ရှင်များတို့လာရောက်ပြီးတော့လှူဒန်းတာတပည့်တော်အလွန်မတန်မှဝန်တာတယ်တပည့်တော်အနေနဲ့ဒီလိုအစာအုပ်တွေပြန်လဲပြီးတော့ဖြုတ်ဖြတ်ဖို့အတွက်ပေးဆပ်မဲ့ဝတ္ထုကျင်းဝင်ရတဲ့တပည့်တော်မှမလုံလောက်ဘူးဒါကြောင့်မို့လို့တပည့်တော်စိတ်ညစ်နေတာအခုရှင်များတို့ရောက်လာတဲ့အခါကျတော့တပည့်တော်အတိုင်းမသိဝန်တာပီတိဖြစ်ရတယ်ဗျာတပည့်တော်ရင်နေတောင်တုံနေတဲ့တပည့်တော်စိတ်ထဲမှာ ဒါဒီညဆိုလို့ရှိရင်အဲအဲ့လိုပြောသွားပြီလို့ဒါဒီလိုဆရာတော်ကြီးကဒီလိုပြောပါပြောသွားပြီလို့ပြောတဲ့သူရောက်ပြီးခဲ့တဲ့နေ့ကအဲ့ဒီအဆောက်အဦတွေပြန်လဲဖြိုဖျက်ဖို့ပြန်လဲတိဆောက်ပြုပြင်မှုတွေဆောင်ရွက်ဖို့အတွက်ခက်ခဲဖြစ်နေတဲ့အခါကျတော့ဆရာတော်ကြီးတော့အဲ့လိုမပြောတဲ့အနေထားတွေရှိပါတယ်အဲ့တော့ဆရာတော်ကြီးကဦးဇင်းတို့လှူခဲ့တဲ့နော်လှူတော်ငွေ3 25သိန်းပေါ့ဒီ25သိန်းကိုလှူခံပြီးတော့ဆရာတော်ကြီးက အလွန်မတမ်းမဝန်တာကြည်နူးစွာနဲ့ဦးစင်းတို့ကိုကျေးဇူးတင်ကြောင်းပြန်လဲပြီးတော့တဖွာဖွာမိကြခဲ့ပါလေအဲတော့ဦးစင်းတို့လူရန်တဲ့ပုံကိုယ်တွေအနေနဲ့အလူကံပုံကိုယ်တွေဘက်ကအဲ့လိုဝန်တာကြည်နူးမှုတွေဖြစ်ကြတာတွေ့ရတဲ့အခါကျတော့လည်းပဲအလွန်မတမ်းမပဲဝန်တာထပ်ဆင့်ဝန်တာကြည်နူးရပါလေအဲတော့ဦးစင်းတို့ဝန်တာကြည်နူးမှုဖြစ်ရတယ်လို့ဦးစင်းတို့မြို့နယ်အတွင်းမှာရှိကြတဲ့ဦးစင်းတို့ကိုဒီလူတော်ငွေတွေလူရန်ပေးလိုက်ကြတဲ့ဦးစင်းတို့ငပူတော်မြို့နယ်အတွင်းမှာရှိတဲ့အကြောင်းတိုက်အသည်ကြီးပါအသည်ကြီးအကြောင်းတိုက်အသည်ကြီးကဆရာတော်တန်ဃာတော်တွေ လူဒကာဒကာမအလှူရှင်တွေအားလုံးလည်းပဲဦးစင်းတို့ဂျီနူးဝင်းမြောက်ရသလိုအားလုံးလည်းပဲအဲထတ်သူထမ်းမြဝမ်းမြောက်စေခြင်းပါတယ်တခါနောက်တခါဦးစင်းတို့နောက်တနေ့ကျတော့ဦးစင်းတို့ဇဂိုင်းဘက်ကိုသွားပါဇဂိုင်းဘက်သွားတဲ့အခါကျတော့လည်းပဲဦးစင်းတို့ဈေးကြီးပထိုးတွေပြိုပြက်နေတာတွေဦးစင်းတို့ဥကောင်းတွေပြက်နေတာတွေဦးစင်းတို့ထီတော်တွေပြိုပြက်နေတာတွေ တခါပြိုပြနေတဲ့ကြောင်းတိုက်အသီးသီးတွေကဒီလိုတွေ့ရမြင်ရတဲ့အခါကျတော့ဦးစင်းတို့လည်းပဲစိတ်ထဲမှာတော်တော်လေးကိုစိတ်မကောင်းဖြစ်ရဒါနဲ့ပဲဦးစင်းတို့တိတကူဆရာတော်ဖရာကြီးရဲ့သူတို့တိတကူတက္ကသိုလ်အနားမှာရှိတဲ့ဦးစင်းတို့တန်တိကရဆိုတဲ့ကျောင်းရှိပါတယ်အဲ့ဒီကျောင်းမှာငလင်ကူညီရေးစခန်းဖွင့်လေပြီးတော့ဦးစင်းတို့အဲ့ဒီအနီးနားဝင်းကျင်မှာရှိတဲ့ဘုန်းတော်ကြီးကျောင်းတွေတိလရှင်ကျောင်းတွေကိုဦးစင်းတို့အာုံစုံနေ ချက်ကျွေးတယ်ဦးဇင်းတို့နေစုံနေချက်ကျွေးပြီးတော့စောက်ရှောက်ပေးနေတဲ့ငလင်ကယ်ဆယ်ရေးစခန်းပေါ့နော်ဒီစခန်းကိုရောက်ခဲ့ပါတယ်ဒီစခန်းရဲ့ဦးဆောင်ဆရာတော်ကတော့ဆရာတော်ဦးစေကိန်းနာလို့သိရပါတယ်ဆရာတော်ဦးစေကိန်းနာဆိုတဲ့အခါကျတော့အဲ့ဒီတန်တိကရအကြောင်းကဦးစေကိန်းနာဖြစ်ပါတယ်ဒါနဲ့ဦးဇင်းတို့ရောက်သွားတဲ့အခါကျတော့ဦးဇင်းတို့အဲ့ဒီကယ်ဆယ်ရေးစခန်းမရောက်ခင်ဦးဇင်းတို့ပျက်စီးရွံ့ရင်းသွားတဲ့ဦးဇင်းတို့သီလရှင်အကြောင်းနေဖုန်းအကြောင်းနေလှက်ပတ်ကြည့်တဲ့အခါကျတော့သီလရှင်ဆရာကြီးဆရာလေးတွေတော်တော်များများ ဦးဇင်းတို့တွေ့တဲ့အခါကျတော့အာတပည့်တို့တို့ကြောင်းတိုက်တွေပြန်လဲပြီးတော့တည်ဆောက်နေတယ်ဗျာအဲပယံကတွေမရှိလို့တပည့်တို့တို့မှာအခက်ခဲတွေ့နေတဲ့အကြောင်းတွေဝိုင်းပြီးတော့ရှောက်ကြပါတယ်ဒါနဲ့ပဲဦးဇင်းတို့လည်းပဲတတ်နိုင်တဲ့လောက်တော့လှပေးပါမယ်ဆိုပြီးတော့ဦးဇင်းတို့အဲ့ဒီကယ်ဆယ်ရေးခရက်စခန်းကိုဦးဇင်းတို့တန်တိကရကျောင်းဆောင်ကိုဦးဇင်းတို့သွားရောက်ခဲ့ပါတယ်သွားပြီးရောက်ပြီးတဲ့အခါကျတော့အဲ့ဒီကျောင်းမှာရှိတဲ့ဥစေကိနာအပါဝင်အဲ့ဒီအကြောင်းမှရှိတဲ့အကြောင်းအတန်ငါးတွေနဲ့ဥစဉ်တို့တွေ့ခဲ့ပါတယ်တွေ့တဲ့အခါကျတော့တပည့်တော်တို့ <laughs> ရှင်များတို့ဆောက်ရောက်ထားတဲ့စည်ရင်တိလရှင်ကြောင်းအလုံးပေါင်း30နဲ့6ကြောင်းအဲဒီ30နဲ့6ကြောင်းကိုတပည့်တို့တို့ကြောင်းတစ်ကြောင်းကိုအရိယာတိလရှင်တွေကိုတပည့်တို့တို့ပင့်ပေးပါဖေဟာရှင်များတို့ပင့်ပေးတဲ့တိလရှင်တွေကိုတပည့်တို့တို့တကြောင်းကြောင်းတိုက်တိုက်ကတဘာချင်းစီကိုတပည့်တို့တို့နှစ်သိန်းနှစ်သိန်းကြီးတပည့်တို့လှူပေးပါမယ်ဆိုပြီးတော့ဦးစင်းတို့ဖုံးတော်ကြီးကြောင်းအပါဝင်ပေါ့တိလရှင်ကြောင်းတိုက်တွေအလုံးပေါင်း တန်တိကရအကြောင်းဆရာတော်ကြီးစောက်လျှောက်ထားတဲ့ငလင်ကယ်ဆေးခန်းစခန်းကစောက်လျှောက်ထားတဲ့သောတာပန်ရက်ွက်လို့ခေါ်ပါတယ်ဒါစကိုင်းမင်းဝန်တောင်ပါပါနော်သောတာပန်ရက်ွက်မှာအဲ့တန်တိကရအကြောင်းကစောက်လျှောက်ထားတဲ့ဘုန်းတော်ကြီးကြောင့်တိလာရှင်ကြောင့်36ကြောင်းကိုဦးဇင်းတို့တကြောင်းတကြောင်းကိုနှစ်သိန်းစီဦးဇင်းတို့ပေးလူခဲ့ပါတယ်ပြီးတဲ့အခါကျတော့ဦးဇင်းတို့အာယုံဆုံးနေဆုံးနေနေစဉ်နေတိုင်း ချက်ပြုတ်ပြီးတော့စက်ကလူရန်ပေးနေတာဖြစ်တဲ့အခါကျတော့အအောင်ဆုံးတနက်ကို2သိန်းခွဲလို့သတ်မှတ်ထားပါတယ်နေဆုံးတနက်ကို5သိန်းလို့သတ်မှတ်ထားတယ်အဲ့တော့တနေ့စာဦးဇင်းတော်ကလည်းပဲဆုံးအလူဆိုပြီးတော့ဦးဇင်းတော်10သိန်းတတ်တတ်လည်းပေးလူခဲ့တာဖြစ်ပါတယ်အဲ့တော့36ကျောင်းတကျောင်း2သိန်းနောက်တစ်ခါတနေ့စာဆုံးအလူက10သိန်းဒီလိုဦးဇင်းတော်အဲ့ဒီဇကိုင်းမျိုးမင်းဝင်တောင်တန်းတန်တိကရငလင်ကယ်ဆယ်ရေး ကူညီလှူဒန်းရေးចောင်းဆောင်มาလည်းပဲဦးဇင်းတို့ပေးလှူခဲ့ပါတယ်အဲ့လိုပေးလှူခဲ့ပြီးတဲ့အခါကျတော့ဦးဇင်းတို့အတော်မှာစာချအကျော်မင်းနေဆရာတော်ဆိုတာတော်တော်များများသိကြပါတယ်အဲ့ဒီမင်းနေဆရာတော်ဆိုတာသခိုင်းမျိုးကနေပြီးတော့ဦးဇင်းတို့မန္တလေးမျိုးမှာနေစဉ်နေတိုင်းလာရောက်ပြီးတော့စာစာတင်နာတန်ဃာတွေကိုနေစဉ်နေတိုင်းပရိယတ်တိစာဝါများပို့ချပေးနေတဲ့ဆရာတော်ဖြစ်ပါတယ်အဲ့ဒီဆရာတော်ရဲ့ចောင်းဆောင်တွေကလည်းပဲဦးဇင်းတို့ ဇဂိုင်းတိုင်းဒေသကြီးရဲ့ဒါငလင်ပြည့်ရွေကျော်ပေါ်မှာတိဆောက်ထားတာဖြစ်တဲ့အခါကျတော့ဆရာတော်ကြီးရဲ့အကြောင်းဆောင်နှစ်ဆောင်လဲပဲဦးဇင်းတို့တော်တော်များများပေါ့ဦးဇင်းတို့80 90ရာခိုင်နှုန်းလောက်ပျက်စီးသွားတာကိုတွေ့ရပါတယ်အဲ့ဒီဆရာတော်ကြီးအကြောင်းကိုရောက်ပါတယ်ဆရာတော်ကြီးအကြောင်းရောက်တဲ့အခါကျတော့ဆရာတော်ကြီးကလည်းပဲဦးဇင်းတို့ရောက်တဲ့အခါကျတော့ဝမ်းမြောက်ဝမ်းသာစွာနဲ့အခန့်စကားတွေပြောပြီးတော့ပျက်စီးသွားတဲ့အကြောင်းဆောင်တွေကိုတည်တည်ချာချာစစ်စစ်ဇက်ဇက်ဦးဇင်းတို့ကိုအကုန်လုံးလိုက်ပြပါ ကျောင်းတိုက်သွင်းမှာရှိတဲ့ဦးဇင်းတို့ငလင်ကျော်ကြီးပေါ်မှာတိဆောက်ထားတာဖြစ်တဲ့အခါကျတော့ဦးဇင်းတို့မြေတွေဆိုရင်လည်းပဲဦးဇင်းတို့အလုံးအောက်ထဲကိုကျွန်ကျသွားတယ်ကျွန်ကျသွားတဲ့အခါကျတော့ဒါဒီအခုရှင်များတို့ရှောက်လာရတဲ့ဒီမြေကြီးတွေဆိုတာဒါတပည့်တို့ပြန်ဖူထားတဲ့မြေတွေပါဗျာအဲ့တော့ရှင်များတို့လာရလှူဒါန်းတဲ့အလှူငွေတွေဆိုတာလည်းတပည့်တို့အဆောက်အဦတွေပြန်ဆောက်လို့မရသေးပါဘူးတဲ့ဒါဖြိုဖျက်တဲ့နေရာ ရေကြီးတဲ့ဝယ်တာတပြည့်တော့ထည့်ရမှာဖြစ်ပါတယ်ဆိုပြီးဒါဆရာတော်ကလည်းတည်တည်ချာချာပြောပါတယ်အဲ့ဒီမှာလည်းဥစဉ်တို့စာချအကျော်မင်းနေကြောင်းဆရာတော်ကိုဥစဉ်တို့အလူတော်ငွေသိန်း30ကျပ်လူရန်ပေးခဲ့ပါတယ်တခါဥစဉ်တို့နောက်တနေ့ကျတော့ဥစဉ်တို့မန္တလေးမြို့ကနေပြီးတော့ဥစဉ်တို့ပြန်ရန်ကုန်ကိုပြန်ဆင်းလာတဲ့အခါမှာဥစဉ်ဒီငလင်းအလူငွေတွေသွားရောက်ပြီးတော့လူရန်မှုအတွက်ဥစဉ်တဲတဲ့နေရာကတော့မန္တလေးမြို့ <laughs> မာဓမ္ဖရာကြီးမှာအနီးမှာရှိတဲ့မာဓမိကာယာမအကြောင်းတိုက်ဖြစ်ပါတယ်အဲ့မာဓမိကာယာမအကြောင်းတိုက်ကမြသိန်းတန်အကြောင်းမှာတဲခိုပါတယ်အဲ့မြသိန်းတန်အကြောင်းဆိုတာလည်းပဲဥစဉ်ငယ်စဉ်တောင်ကြီးခလေးဘွားတွေကဥစဉ်ရဲ့ပညာရင်တို့တောက်ဆိုးခဲ့တဲ့ဥစဉ်စာပေတွေတင်ယူခဲ့တဲ့အကြောင်းတိုက်ဖြစ်ပါတယ်ဥစဉ်ရဲ့ဥပ္ပဇေဆရာနဲ့အတူကိုရင်ဘဝတွေကဥစဉ်နေထိုင်ခဲ့တာပါအဲ့တော့အဲ့ဒီကြောင်းကြည့်လိုက်တဲ့အခါကျတော့လေဥစဉ်နေထိုင်ခဲ့တဲ့အကြောင်းဆောင်ကြီးဟာ ဒါဥစဉ်ဟိုရက်ကဆိုလို့ရှိရင်ဥစဉ်တို့ဓာတ်ပုံတွေလည်းပဲဥစဉ်တင်ပြခဲ့ပါတယ်ဥစဉ်အဲကျောင်းတိုက်ကြီးဆိုတာလည်းပဲဥစဉ်တို့ပြန်လဲပြုပြင်မှုအဲ့ဒီကျောင်းတိုက်ကြီးကိုဖြိုဖျက်ပြီးတော့ပြန်လဲတည်ဆောက်ဖို့ဆိုတာတော်တော်ခက်ခဲရင်ရင်ကြုံတွေ့နေရတာဖြစ်တဲ့အခါကျတော့ဒါဥစဉ်အနေနဲ့လည်းပဲကိုနေထိုင်ခဲ့တဲ့ကျောင်းဖြစ်တဲ့အတွက်ကြောင့်ဥစဉ်မှာတာဝန်လည်းပဲရှိပါတယ်ဒါကြောင့်မို့လို့အဲ့ဒီကျောင်းမှာကျတော့ဒါဥစဉ်ကကျောင်းတိုင်းမှာရှိတဲ့ယဟန်တန်က55ပါးကိုဒါဥစဉ်တစ်ပါးတစ်ပါးကို အလူရောင်ငွေတသိန်းတသိန်းစီဥစဉ်လှူဒန်းပေးခဲ့တယ်လို့ဥစဉ်တို့ရေရောက်တိုင်းဒေသကြီးငပူတော်မြို့နယ်ခြေရွာတီတီကျောင်းတိုက်တီတီကဆရာတော်တန်ဃာတော်တွေလူတကာတကမတွေလှူဒန်းထားတဲ့လူရောင်ငွေသိန်း460တဲ့ရနေပြီးတော့ဥစဉ်ဒီကျောင်းတိုက်ကြီးရဲ့ဥစဉ်ပြစီသွားတဲ့ကျောင်းဆောင်ကြီးပြန်လဲပြီးတော့ဖြိုဖျက်နှံရန်ပြန်လဲပြီးတော့တိဆောက်နှံရန်ဆိုပြီးတော့အလူရောင်ငွေသိန်း100ကျပ်ဥစဉ်လှူဒန်းပေးခဲ့ပါတယ် တခါပြီးခဲ့တဲ့ခါကျတော့ဦးစင်းအလူငရင်အလူပေါ့မလူခင်တည်းကဦးစင်းတို့ဒီငလင်အလူငွေသွားရောက်မလူတန်းခင်တည်းကဦးစင်းတို့ပြည်မြမာဂျာနယ်ကနေပြီးတော့နော်အဲဒီတည်းကိုထုတ်ကဦးစင်းကိုကိုထုတ်ဆိုတဲ့တကားနဲ့ဦးစင်းနဲ့ဒါမိတ်ဆွေတွေကယဉ်နေပါတယ်ကျွမ်းဝင်ပါတယ်ငလင်ပဲဖြစ်တဲ့ခါကျတော့ပြော်ဝယ်မြို့နယ်မှာလည်းပဲဗျာတချို့ကျေးရွာတွေကတောက်ရည်တွင်းနေပျက်စီးသွားတယ်ဗျာတောက်ရည်တွင်းနေပျက်စီးသွားတဲ့ခါကျတော့ အဲ့ဒီတချို့တချို့ခြေရွာတွေမှာတောက်ရည်တွင်နေအခက်ခဲဖြစ်ကြတယ်အဲ့တော့ရှင်များတို့ရရှိထားတဲ့လူငွေတွေကနေပြီးတော့ဒီတောက်သုံးရည်အတွက်လှူဒန်းနိုင်မယ်ဆိုရင်လည်းလှူဒန်းပေးပါဆိုပြီးတော့ဒါဥစဉ်ကိုဖုံးဆက်ပြီးတော့လှမ်းလျှောက်ပါဒါနဲ့ပဲဥစဉ်မျိုးနဲ့တန်ခါနိုင်ရကဆရာတော်တွေကိုလည်းပဲဥစဉ်မှာသွားခင်နေရတိုင်ဝင်ပါတယ်တပည့်တော်ကတော့အဲ့ဒီပြောပွဲမျိုးနဲ့မှာရှိတဲ့ တောက်တုံးရေခက်ခဲဖြစ်နေတဲ့ကြေးရွာတွေပြန်လည်ပြီးရေတွင်သူ့ဖို့ဆိုပြီးတော့တပြေတော်အနေနဲ့လည်းပဲလှူဒန်းပေးကြင်ပါတယ်ခင်ဗျာဆိုပြီးတလက်စားတဲ့ဥစဉ်လျှောက်ခဲတာဖြစ်တဲ့အခါကျတော့ဥစဉ်မန္တလေးကပြန်အစင်းမှာအဲ့ဒီပျော်ပွဲမြို့နယ်ဖျားရီကုန်းကြေးရွာအုပ်စုချင်းရကုန်းကြေးရွာမှာရှိတဲ့ဥစဉ်တို့ကြေးရွာအုပ်ချုပ်ရေးမှူးဒကာကြီးဥမောင်မြင့်ထံကိုဒါဥစဉ်ဖုံးဆက်ပါတယ်ဒကာကြီးဥမောင်မြင့်ဆိုတာလည်းပဲဥစဉ်နဲ့မူလာတွေကဟိုတဦးနဲ့တဦးတယောက်နဲ့တယောက်သိရှိနေကြတဲ့ဆရာဒကာတွေမဟုတ်ကြပါဘူး ဒါအခုမှဒါဦးဇင်းတို့စောရံပြောခဲ့တဲ့ပြည်မြန်မာဂျာနယ်ကကိုထုတ်ကနေတဆင့်အဲ့ဒီချင်းအောင်ကြီးရွာအုပ်ချုပ်ရေးမှူးရဲ့ဖုန်းနံပါတ်ပေးလို့ဒါဦးဇင်းကဖုန်းလမ်းဆက်တာပါဖုန်းလမ်းဆက်တဲ့အခါကျတော့တခါကြီးကလည်းဝင်းမြောက်ဝမ်းသာစွာနဲ့ပျော်ဝယ်မြို့နယ်ချင်းအောင်ကြီးရွာအုပ်ချုပ်ရေးမှူးပါဗျာတဲ့ဆရာတော်တို့ပြန်ကြွတဲ့အခါကျရင်တပည့်တို့ချင်းအောင်ကြီးရွာကိုကြွဖို့ဦးဇင်းကိုပင့်ဖိတ်ပါတယ်တိုးတော်လည်းပဲဦးဇင်းက ရှရာကုန်းကြီးဟာကိုဦးစင်းတို့အမြန်နဲ့262မှန်ကနေပြီးကြွသွားတဲ့အခါကျရင်ရန်ကိုညမိုးချုံမှဆိုးတဲ့အတွက်ကြောင့်ဒကာကြီးဦးစင်းကတော့ဒကာကြီးတို့ကြွအောင်မလာတော့ဘူးအဲ့တော့ဒကာကြီးကအမြန်လဲ262မှန်ကနေပြီးတော့ဦးစင်းကိုထွက်ဆောင်ပေးပါဒကာကြီးတို့ရေတွင်းအတွက်လိုအပ်တဲ့အလူငွေတွေဦးစင်းထဲဝင်လူရန်ပေးခဲ့ပါမယ်ဆိုပြီးတော့ဒါဦးစင်းပြောလိုက်တဲ့အခါကျတော့ဦးစင်းတို့အမြန်လဲ262မှန်မှာပြောပွဲမြို့နယ် ဥစဉ်တို့ဖရာကြီးကုန်းကြီးဟာအုပ်စုချင်းအကုန်းကြီးဟာအုပ်ချုပ်ရင်းမှုဥမောင်မြင့်တဲ့ကွာရွာမီရွာဖားတွေရမီရက်ဖားတွေထွက်ပြီးတော့ဥစဉ်ကိုစောင့်ကြိုနေပါတယ်စောင့်ကြိုနေတဲ့အခါကျတော့ဥစဉ်တေချာမေးတဲ့အခါကျတော့ကြီးဟာအုပ်ချုပ်ရင်းမှုတကကြီးဥမောင်မြင့်တဲ့ကွာရမီရက်ဖားတွေကလည်းတပြို့တို့ကြီးဟာမှငလင်းလှုပ်ခတ်တဲ့အခါကျတော့တပြို့တို့တောက်သုံးရည်တွင်းနေပျက်စီးကုန်ပါတယ်ဖရာတောက်ရည်တွေအခက်ခဲတွေ့ပါ ဲ့တော့တပည့်တော်တို့ကလည်းပဲတတ်နိုင်တယ်မြတ်တပည့်တော်တို့ရေတွေဝယ်ပြီးတော့လှူပါတယ်တဲ့အဲ့တော့တပည့်တော်တို့ဝယ်လှူတဲ့ပမာဏနဲ့အလှခံပုံကိုတွေကများပြားတဲ့အခါကျတော့တပည့်တော်တို့တောက်ရည်သွင်းနေပြန်လဲပြီးတော့သူ့ဖို့မှာရမယ်ဆိုပြီးတော့ဒီလိုပြန်လဲပြီးတော့တွေးပါတယ်အစီဝေးကြတယ်ဆုံးဖြတ်ကြတယ်ပေါ့ဒါနဲ့တပည့်တော်တို့တောက်ရည်သွင်းနေပြန်လဲပြီးတော့သူ့ဖို့နိုင်အောင်ဦးစင်းတို့အလှငွေတွေရရှိအောင်လှူခံပါတယ်ဗျာတဲ့ အဲ့တော့တပည့်တို့လူခံတဲ့ခါမှာတောက်ရည်တွင်တွင်ကိုတပည့်တို့အားလုံးပေါင်းအပြည့်စီ350လောက်ဂုံပါတယ်အဲ့တော့အခုလိုနေတာလောလောဆယ်ဒီအခုလက်ရှိတူးဖော်နေတဲ့တွင်အတွက်က340လောက်လိုပါတယ်ခင်ဗျာဆိုတာရရှိထားတဲ့လူငွေတွေကနေပြီးတော့အဲ့ချင်းရကုန်းကြီးရပြောဝယ်မျိုးနဲ့ချင်းရကုန်းကြီးရတောက်ရည်တွင်တူးနိုင်အောင်အလူတော်ငွေ340ကျပ်လူရန်ပေးခဲ့ပါတယ် တခါတောက်ရည်တွင်သူးပြီးတဲ့အခါကျတော့နောက်ထပ်လည်းပဲသူးနိုင်အောင်လည်းပဲလူတော်ငွေ340ကျပ်ဦးဇင်းတို့လှူဒန်းပေးမယ်လို့လည်းပဲတခါကြီးများကိုဦးဇင်းတို့အမခံဂရိပြုပေးခဲ့ပါတယ်။ဒါဦးဇင်းတို့တွားရောက်ပြီးတော့လှူဒန်းပေးတာနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့လှူဒန်းလိုက်ကြတဲ့ဦးဇင်းတို့ရဲ့မြို့နယ်အတွင်းမှာရှိကြတဲ့ဆရာတော်တန်ဃာတော်တွေဦးဇင်းတို့မြို့နယ်အတွင်းမှာရှိကြတဲ့အားလုံးတော့လှူဒန်းလိုက်ကြတဲ့အလှူရှင်တခါတော်ပေါင်းသူတော်ကောင်းတွေ သိအောင်ဒါပြန်လဲပြီးတော့ဥစဉ်တို့မျှဝေပေးခြင်းဖြစ်ပါတယ်ဒါဥစဉ်တို့ဒီလိုလူတန်းနိုင်ခဲ့တာလည်းပဲဥစဉ်တို့မြို့နယ်အတွင်းမှာရှိကြတဲ့ဆရာတော်တန်ဃာတော်ကြီးရဲ့ဆရာတော်တန်ဃာတော်ရဲ့ဥဆောင်မှုနဲ့နောက်ပါဥစဉ်တို့ကြည်ဝါအသီးသီးကတရားတော်မှာပေါင်းတော်ကောင်းနေရဲ့အလွန်အမတန်မှွန်မြတ်လှတဲ့စေတနာတရားတရားတွေကြောင့်ဥစဉ်တို့အခုလိုသွားရောက်ပြီးတော့လှူဒန်းပေးနိုင်တာဖြစ်ပါတယ်အဲ့လိုလှူဒန်းပေးခဲ့ရလို့လည်းပဲဥစဉ်တို့တရွေအလွန်အမတန်မှဝမ်းမြောက်ဝမ်းသာရှိခဲ့ရပါတယ် ီးခဲ့တဲ့နှစ်ကလည်းပဲဦးဇင်းတို့ညနေသွင်းရဒကာဓမ္မတွေလှူဒန်းလိုက်တဲ့လူတော်ငွေ350ကျပ်တိတိကိုဦးဇင်းတို့ကိုယ်တိုင်ရှမ်းပြည်နယ်တောင်ပိုင်းအင်းလေးဒေသမှာခက်ခဲနေကြတဲ့ဦးဇင်းတို့အလူခံပုံကိုယ်ရဲ့ထံကိုသွားရောက်ပြီးတော့ဦးဇင်းတို့မြို့နယ်ရဲ့ကိုစားသွားရောက်ပြီးတော့လှူဒန်းပေးနိုင်ခဲ့ပါတယ်အဲ့လိုလှူဒန်းပေးနိုင်ခဲ့တာဟာလည်းပဲဦးဇင်းတို့မြို့နယ် အရောက်တိုင်းဒေသကြီးပသိမ်ခရိုင်ဥစဉ်တို့ငပူတော်မြို့နယ်ပေါ့ဥစဉ်တို့မြို့နယ်ကမြို့နယ်အတွင်းမှာရှိကြတဲ့ကြေးရွာအသီးသီးကျောင်းတိုက်အသီးသီးကဆရာတော်တန်ဃာတော်တွေလူတကာဓမ္မပေါင်းတော်ကောင်းတွေရဲ့ထက်တန်လှတဲ့သရာတရားတွေကြောင့်သူတို့လှူဒန်းလိုက်တဲ့အလှူငွေတွေကိုထပ်ဆင်းပြီးတော့ဥစဉ်တို့ကလှူဒန်းပေးရတာဖြစ်ပါတယ်ဒီလိုလှူဒန်းပေးနိုင်အောင်လှူဒန်းခဲ့ကြတဲ့အားလုံးတော့အလှရှင်ဆရာတော်တန်ဃာတော်တွေဥစဉ်တို့ကျေးရွာအတွင်းမှာမြို့နယ်အတွင်းမှာရှိကြတဲ့ကျေးရွာအသီးသီးကလူတကာဓမ္မတွေအားလုံးလည်းပဲဥစဉ်တို့ လှူဒန်းပေးခဲ့မှုတွေနဲ့ပတ်သက်ပြီးတော့ကိုယ်စင်းတို့ဝမ်းမြောက်ဝမ်းသာဖြစ်နိုင်ကြပါစေဝမ်းမြောက်ဝမ်းသာ ဖြစ်နိုင်အောင်လည်းပဲကိုယ်စင်းတို့ကုသိုလ်အမျှတွေပေးဝေပါれအားလုံးလည်းပဲဝမ်းမြောက်ဝမ်းသာစွာနဲ့တာရုနုမောဒနာခေါ်နိုင်ကြပါစေကုသိုလ်အမျှအမျှအမျှပေးဝေပါれအားလုံးဝမ်းမြောက်နုမောတာရုခေါ်ဆိုနိုင်ပြီးတော့ဦးစင်းတို့မြို့နယ်အသွင်းမှာရှိရတဲ့ဆရာတော်တန်ဃာတော်များလူတော်ဃာမအပေါင်းသူတော်ကောင်းများအားလုံးလည်းပဲကုသိုလ်အမျှတွေရကြပြီးတော့ ဝမ်းမြောက်ဝမ်းသာစွာနဲ့ကိုယ်စိတ်နှစ်ဖျားကြမ်းကြမ်းမမချမ်းချမ်းသာသာအေးချမ်းချမ်းသာသာရာရာနဲ့စီဝါဥစ္စာရွှေငွေရေသနာကျက်တည်မင်္ဂလာဖျားဖျားတို့နဲ့ပြည့်စုံနိုင်ကြပါစေနိဗ္ဗာန်ရောက်ကြောင်းကုသိုလ်တရားများကိုလည်းပဲမိမိတို့ခြေရွာတွေမှာရှိကြတဲ့ဆရာတွေကအတူတကလက်တွဲပြီးတော့ပြုလုပ်ဆောင်ရွက်နိုင်ကြ၍သာသနာပြု လုပ်ငန်းများကိုတိုးတက်အောင်လုပ်ကံဆောင်ရွက်နိုင်ကြပါစေလို့ဆန္ဒပြုဆုတောင်းပါတယ်ဥစဉ် ြောချလိုတဲ့ဦးဇင်းတို့ယနေ့မပူရောမြို့နယ်ကိုစားဦးဇင်းစကိုင်းတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးတို့မှာသွားရောက်ပြီးတော့ငလင်ဘေးနဲ့ပတ်သက်ပြီးတော့လှူဒန်းမှုတွေကိုဦးဇင်းပြောခြင်းနဲ့စကားများကိုပြောခွင့်ရအောင်ဘုလိုလာရောက်ပြီးတော့အင်တာဗျူးမေးမြန်းပေးတဲ့ YW တွေ online media မိသားစုများကိုလည်းပဲအထူးပဲဒီနေရာကနေပြီးတော့ကျေးဇူးဥပကာရအသင်ရှိပါကြောင်းပြောကြပါတယ်ဒီထက်မှကလည်းပဲ YWD online media မိသားစုတွေဒီသမကတိုးတက်အောင်မြင်အောင်ကြိုးကြိုးစားစားနဲ့လောက်ကန်ဆောင်ရွက်နိုင်ကြ၍ကိုယ်စိတ်နှပြချမ်းသာချမ်းသာအေးချမ်းသာယာကြပါစေလို့လည်းပဲဆန္ဒပြုဆုတောင်းလိုက်ပါတယ်။